ောတောင်မြို့နယ်မှာရှိတဲ့ပင်လယ်ကျေးရွာတရွာမှာဖျားရင်ပင်တော်ပေါ်အရဲတောင်းနေတာကိုမလုပ်ဖို့တားမြင်တဲ့ကျောင်းတိုင်ဆရာတော်တပါးရိုက်နှက်ခံရပြီးပြန်လာတော်မူသွားပါတယ်။စုငယ်ပါလိုင်းကျေးရွာအုပ်စုမကြိုကလက်မော်ကင်းကျေးရွာအောက်ခေမှာကျောင်းတိုင်ဆရာတော်ဥပန္နိတကိုကျောင်းမှာကပ်ပီးယားနဲ့ကျောင်းသားမရှိချင်းဒီဇင်ဘာ9ရက်နေ့ညနေ3:00မှာအသက်25နှစ်အရွယ်လူငယ်မျိုးသားတအူးကလာရောက်ရိုက်နှက်ခဲ့တာပါ။ ဆရာတော်ရဲ့ဥကောင်းကိုကြေးစီတီးတဲ့တက်သားတုံးနဲ့ရိုင်းနေခဲ့တာကြောင့်ပြန်လာတော်မူသွားခဲ့တာဖြစ်ပါတယ်။တတ်သွားတဲ့သူဟာအဲ့ဒီကြောင်းတဲ့အတွင်းထမင်းလာရောက်တောင်းယူစားတောက်လို့ရှိသူဖြစ်ပြီးအခုတရင်တပတ်အတွင်းအော်ကေမာကြောင်းတဲ့ရဲ့ဖျားရင်ပြင်ပေါ်မှာအဲ့ဒီလူအရက်သေးစားတောက်စားနေတာကိုဆရာတော်ကတွေးလို့တားမြင့်ပြောဆိုခဲ့တဲ့အပေါ်အညိုထားရိုင်းနေခဲ့တာလို့သိရပါတယ်။အဲ့ဒီလူငယ်မျိုးသားကိုဒီဇင်ဘာလ9ရက်ညနေပိုင်းမှာပဲ ရသူရသားတွေကဝိုင်းဝန်းဖန်ဆီးခဲ့ပြီးတက်ဆိုင်ရာကိုအနှံလိုက်ပြီးလို့သိရပါတယ်။ဆရာတော်ဥပတိတဟာလလုံးမြွနဲ့တပြေချောင်းရွာဇာတိဖြစ်ပြီးဆရာတော်ဟာလွန်ခဲ့တဲ့တနင်္ဂနွေကစလို့ကိုတောင်းမြွနဲ့မကြိုကလက်မော်ကင်းကျေးရွာရှိအောက်ခေမှာကျောင်းတိုင်မှာစတင်သတင်းသုံးနေတာဖြစ်ပါတယ်။